အစိုးရ၃ရက်လို့ဒါဥစဉ်ပြောမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒါဂျားထဲမှာပထမအစိုးရ၅နှစ်ပြီးတော့ဒုတိယလွတ်တော့၅နှစ်ဒါအဲ့ဒီနောက်ပိုင်းမှာဒီနာသကအစိုးရလက်ထက်ပေါ့နော်။တမ။အဲ့ဒီ၃ရက်မှာဥစဉ်တို့တိုင်းသူမိသားတွေအတွက်တိုင်းပြည်အတွက်ဘလို့ပြောမလဲရေးဆွဲထားတဲ့ဥပဒေပုံမှန်တွေဘာသာရေးအရာရေးဆွဲထားတဲ့ဥပဒေပုံမှန်တွေကအတိအလင်းရှိပြီးသား တမဖက်အဲ့ဒီအချိန်မှာဦးဇင်းတို့ဒုတိယဆိုရလက်ထက်မှာဟိုဘယ်လိုပြောမလဲဆိုတော့မြန်မာနိုင်ငံမှာဘယ်တော့မှမပေါ်ပေါက်ခဲ့ဘူးတဲ့ဟိုဘာသာပေါင်းစုံအဖွဲ့ဆိုတာကြီးကပေါ်လာအဲ့ဒီဘာသာပေါင်းစုံအဖွဲ့ရဲ့စိုးကျိုးကဘာလဲလို့မင်းရင်ဦးဇင်းတို့ယဟန်တန်ဃာတွေကိုတန်းကြီးလာတာကိုတွေ့ရတယ်နောက်ဦးဇင်းတို့မြင့်ငယ်မှာဆိုလို့ရှိရင်ယဟန်တန်ဃာတွေကအောက်ကဟိုသူတို့ကအပေါ်ထိုင်တာတွေကြီးတွေ့ရတယ်ဒါတွေကဦးဇင်းတို့မြန်မာနိုင်ငံ အနေနဲ့ယဉ်ကျေးမှုအရာကောဥပဒေအရာကောဘလို့မှမကိုက်ညီတဲ့အရာတစ်ခုပေါ့ဆိုတော့ဒီဖွဲ့စည်းမှုကိုအတိအမှတ်ပြုခဲ့တဲ့အဖွဲ့အစည်းကတော့ဒါမရှိတော့ဘူးဟိုမရှိတော့တဲ့အခါကျတော့ဖွဲ့စည်းမှုကိုအတိအမှတ်ပြုခဲ့တဲ့အဖွဲ့အစည်းမရှိတော့လေဒီဖွဲ့စည်းမှုကြီးကလက်ရှိရှိနေသည့်အတွက်နိုင်ငံရဲ့ အပေါ်နောက်တစ်ချိန်ဘာသာရေးစူးကျူးတွေဖြစ်လာအောင်မှာပဲလို့ဥစဉ်တို့ရမ်းရှင်လူပြည်သူလူထုအားလုံးကသုံးသပ်ထားတာရှိတယ်အဲ့ဒီတော့ရှင်းနေတယောက်ဖြစ်တဲ့ကိုအောင်ရဲစိုးအနေနဲ့အဲဖွဲ့စည်းမှုကိုအတည်ပြုခဲ့တဲ့အဖွဲ့ကမရှိတော့ဘူးဒါပေမဲ့ဒီဖွဲ့စည်းမှုကြီးရှိနေတာကိုဘယ်လိုဥပဒေနဲ့ဖြတ်သိမ်းရင်ရမလဲအဲ့ဒါလေးရမ်းရှင်လူပြည်သူတွေသိအောင်နည်းနည်းဖြေပေးပါဒီတော့ဒီကကတော့ဒီအဓိကတော့အဲ ဖွဲ့စည်းတွေဖွဲ့စည်းဒီလိုတို့ကြားပြီးတဲ့စကားလုံးရှိတာပေါ့ဖွဲ့စည်းဖွဲ့စည်းဆိုတော့အောက်မှာဖွဲ့စည်းကြတာပဲအဲဖွဲ့စည်းထဲမှာဖွဲ့လာရင်ဖွဲ့လာရင်လည်းအဲအလွဲသုံးတဲ့လူတွေကြောင့်ဒါတွေကဖြစ်တယ်ပြပြရတာဖြစ်လာတယ်။ဒီဘာသာပေါင်းလို့ကြည်ကြည်ရေးဆိုတဲ့အကောင်းစဉ်ကအဓိကတော့ဘယ်လိုတော့နားလဲတော့ဘလူလာတဲ့ပြိပခါတွေနေဖို့ဘလူလာတဲ့ပြိပခါတွေကနေပြီးတော့အဲကြီးမားတဲ့ပြိပခါတွေမဖြစ်ဖို့လို့ရောလို့ ဆောင်ရွက်ခဲ့ကြတာပေါ့။ဒါပေမဲ့တချို့ကိစ္စတွေမှာဒီပေါ်မှာအခြေခံပြီးတော့ဒီပေါ်မှာဟိုဒီအဖွဲ့အစည်းတွေကိုတုံးပြီးတော့အလွဲတုံးလာရရင်လည်းပြီးတော့ဆရာတော်တို့စာနာပြောတဲ့အစိုးရရဲ့ပတ်တည်ရောက်လာတာပေါ့။ဖွဲ့စည်းခဲ့တဲ့ပုံစံကတော့ပြောတော့ရင်းချင်းရတော့ပါပဲ။အတူတူနားလည်တော့ပေါ့။ဒါပြောတည်တော့လေးလာပြီးတော့ပါ။အဲ့တော့ဒီပေါ်မှာအခြေခံပြီးတော့အဲ မရောမကတုံးဆွဲလာတဲ့ဒီပုဂ္ဂိုလ်တွေအဲဒီတချို့ကြောင့်ဖြစ်လာတဲ့ပြဿနာ။အဲ့တော့ဒါရီကဖြတ်သိမ်းမှုအဲမလို့လို့ပဇင်းနေဖို့ပေါ့ဆိုတော့ဘုရားဆိုတဲ့ပြဿနာတွေပေါ့။အဓိကတော့အဲတိကျတဲ့ရေရတဲ့အဲထိုက်တဲ့နဲ့အာလုံးရဲ့အကြမ်းသဟာသတာဖြစ်စေမဲ့အဲနီလန်ပေါ့။စီမေစီကန်လေးတွေတတ်မှတ်ပြီးဆောင်ရွက်မယ်ဆိုရင်တော့ဒါအများပြည်သူဆိုရင်နေတဲ့အမှုတွေ ီတော့တော့မဖြစ်မနေဖြတ်သိမ်းဖို့လူတွေတရားတွေပုံပြီးမဲ့ဘယ်လိုပခါတွေကိုအလွဲသုံးတဲ့လူတွေရဲ့ဘေးကကင်းဖို့တော့တပြုတ်တော့လိုအပ်တဲ့အစီအစဉ်ကနေလိုအပ်တဲ့အဲဒီလမ်းလေးလိုအပ်တဲ့ဥတွေပြဋ္ဌာန်းပြီးဆောင်ရမယ်အိစားမဖြစ်ပါဘူးဒါဆိုရင်တစ္ဆတဲ့မသိတာလေးဖြတ်မေးလိုက်မယ်ပေါ့နော်ဦးဇင်းတို့မြန်မာနိုင်ငံမှာဒီဘာသာရေးကြည့်ကြည့်ရဆိုပြီးတော့ဘာသာပေါင်းစုံအဖွဲ့တွေဖွဲ့တဲ့အခါမှာဦးဇင်းတို့အခြားအခြားကဘာနဲ့ချီပြီးတော့မပြောတော့ဘူးပေါ့ ဥစဉ်တို့အာရှမှာပဲဘယ်နိုင်ငံတွေမှာကိုရှိလဲပေါ့ဒါလေးလည်းသိကြပါတယ်အဓိကတော့ဟိုဒီမျိုးတို့ငြေရမ်းပြောနေကြစကားလုံးရှိရပေါ့ကိုယ့်မြင်ကိုယ်မြင်နဲ့ကိုက်ယူတဲ့အရာပေါ့ဒီမိုကရေစီဆိုတဲ့နေရာမှာလည်းတချို့ဒီမှာတော့ဒီမိုကရေစီဒီမျိုးတို့နိုင်ငံမှာကတော့ဟိုခွဲကြီးလို့အခြေခံဥပဒေမှာအောင်တည်လင်းထားတာစစ်မှန်၍စီကံပြေဝါသောဒီမိုကရေစီတဲ့အဲဒီမျိုးငယ်ငယ်ကကြားဘူးတော့ပေါ့ဒီမျိုးတို့ဟို အပွင့်ဆိုတာနဲ့ဟိုဘက်ကတဲ့အသင်းရဲ့နိုင်ငံသားကြီးပြောခဲ့မှာရှိတယ်။ဒီမိုကရေစီဆိုတာမင်းမဲ့စရိုက်စီကန်းဆိုတဲ့အလွာပါတိနဲ့ပုံထားတာတဲ့။ဒီမိုကရေစီဆိုတော့မင်းမဲ့စရိုက်စီကန်းဆိုတဲ့အလွာပါတိနဲ့ပုံထားတာ။အဲ့တော့ဒီပြိုတို့ကအကြောက်မလို့ဒီပြိုတို့ဒီအခြေခံမှုတွေရေးခဲ့တဲ့အချိန်မှာဒီပြိုတို့ ဒီလိုကပုဇလဲတွေအားလုံးနဲ့တိုက်လေလောက်ခဲ့တဲ့ချိန်မှာပြီးတော့ဒီမိုကရေစီကိုဒီလိုနိုင်ငံကစစ်မှန်ရေးစီကံပြေးသွားတော့ဒီမိုကရေစီနိုင်ငံတော့ဒီလိုနိုင်ငံကလူရည်လဲညပြတယ်အဲနိုင်ငံစတူဒီယံနဲ့တွက်မယ်ဆိုရင်လူရည်နဲ့အဲလူမျိုးစုတွေညပြလာတဲ့ပုံစံနဲ့စူရဲနဲ့ဆိုရင်သူကတအားရင်းဟိုပေါ့ညီမောင်တွေအရင်ဖြစ်လာတော့တခြားလူတွေဒီထောက်လုံးဆိုလို့ပဲကိုတဲ့အခြေအနေဒါကြောင့်မလို့ဘာသာကောင်းလို့ချစ်ကြည်ရေးဆိုတဲ့ကောင်းတဲ့အောက်ကနေ င်ကြိုင်းပေါ်ဆောင်တဲ့အဖွဲ့တွေကမလိုအပ်ဘူးလားလို့မေးရင်လိုအပ်တယ်ဒါပေမဲ့တစ်ခုတော့ရှိဒီပေါ်မှာမလျော်ဩဇာကုန်းကြီးတော့ဒါကိုအလွဲသုံးတဲ့လူတွေရဲ့ဘဲဘေးရတဲ့ပုံတော့ဒီလိုတော့ကတိကျတဲ့အဲစီမင်းစီကနေတိကျတဲ့ရှိဖို့ဘူးလေဘာလို့လဲဆိုတော့ဒီလိုနိုင်ငံကအဲလိုလိုပြောတယ်ဘာသာရေးလေးမျိုးအဖြစ်လိုရရင်ချင်းလိုရရင်ချင်းဥဆိုင်ရ ဒိတ်ကောင်းတဲ့နေရာကိုးကွယ်တဲ့နှကိုးကွယ်မှုပါလို့ရှိရှင်နှကိုးကွယ်မှုကအဲဒီလိုလိုညာတွေ့နေကြဟိုရုပ်ရှင်တွေပဲပါရိုက်ကြနေကြအဲ30ဟို9မိနစ်ပါလေမဟုတ်ဘူးတခြားဒီလိုလိုတောင်တန်းနေတာတွေပါဆိုရယ်ကိုးကွယ်တဲ့နှကိုးကွယ်မှုချို့လို့လည်းဒီအများတွေတာမြန်မာပြည်ထဲကအများစုကိုးကွယ်တဲ့ပုံစံနဲ့မတူတဲ့နှကိုးကွယ်မှုတွေပါရှိတယ်အဲ့တော့ဟိုကိုးကွယ်မှုကဆိုင်ရာကလည်းများပြားတယ်အဲလူတွေရဲ့ဒိဋ္ဌိစုံကဇယိုက်တွေကျင်ကျင်းမှုတွေတည်းလည်းများပြားတယ်ဒါကြောင့်လို့ဒီလိုလိုက ဲတခြားနိုင်ငံတွေရဲ့ပုံစံတွေလည်းကူချလို့ရတယ်ဒီလိုတို့နိုင်ငံနဲ့ဒီလိုတို့ရှင်ကြီးနဲ့ဒီလိုတို့မှာရှိတဲ့လူမျိုးလူတွေနဲ့ဘိုင်လီယောဂျီတွေနဲ့အနေထားကိုအတိအကျတို့လေအဲ့တော့တိကျနေကြတဲ့ဥပဒေစီမစီကံရှိဖို့လိုတတ်တယ်ဒီဟာလေးပုံမှာအလွဲသုံးတဲ့လူတွေရဲ့ဘေးရန်ကာဖို့ပေါ့မလို့ဆက်တော့ဒီလိုတို့အလွဲသုံးတဲ့လူတွေရဲ့အကြောင်းဟိုမလိုလားတဲ့ပြိပခါတွေပုံများလာတယ်ဒါတော့ဒီလိုတို့ရှင်ကြီးဆက်စားဆက်ချင်ရမယ့်ကိစ္စလေးပေါ့